လူတိုင်းသိထားတဲ့ဘဝလမ်းညွှန်ချက်မဟာဗျူဟာ၃ခုကိုမျှဝေပေးပါမယ်။ဒီစာအုပ်လေးကလက်တွေ့ဘဝမှာထိတွေ့ရင်ဆိုင်သွားကြရမယ့်အခက်အခဲစိန်ခေါ်မှုတွေအတွက်အသင့်တို့ဆုံးသောဖြစ်လန်းကောင်းတွေအပြင် မလွေးမသွေတိတ်ခိတ်သွားရမယ့်ဘဝတိတ်ပွေးတွေအထီးရောက်ဆုံးသောဘဝလမ်းညွှန်မဟာဗျူဟာတွေကိုအားပါရရကြည်လစ်လာကျင့်သုံးခွင့်ရစေမယ့်စာအုပ်ဖြစ်ပါတယ်။စာပေချစ်သူများအားလုံးပဲမင်္ဂလာပါ။ The Book Radar Problem ရုပ်ကြုံ channel မှာပြန်လည်ကြိုဆိုပါရစေ။ဤဥပဒေသား1မှဤဥပဒေသား30အထိမျှဝေပေးထားပြီးဖြစ်တဲ့အတွက်ရုပ်ကြုံ channel မှာ ဝင်ရောက်နားဆင်နိုင်ပါတယ်ဗျ။ဒါဆိုစလိုက်ရအောင်ဗျ။ဤဥပဒေသား7ခိုးကိုးခံပုံကိုဖြစ်နေပါစေ။သဘောတရားအရှုပ်ရှည်ကင်းတဲ့ကိုယ်ပိုင်ဘဝမှာအခြေခံသူဖြစ်ရှင်ကိုယ်တိုင်ကခိုးကိုးခံပုံကိုဖြစ်နေဖို့လိုအပ်တယ်။ လူတွေအတွက်ကိုဟာအမြင်မဆိုလိုအပ်သူဖြစ်နေရမယ်။ကိုမပိုင်မပြီးနိုင်တဲ့အနေအထားမျိုးရောက်နေဖို့လိုတယ်။အာကိုခံဖြေးမှအရှုပ်ရှည်ကင်းတဲ့ဘဝနဲ့လွတ်လပ်စွာနေနိုင်လိမ့်မယ်။လူတွေရဲ့ပျော်ရွှင်ခွင့်အားရခွင့်ကျင်းတဲ့ခွင့်တွေအားလုံးဟာကိုမပိုင်မဖြစ်နိုင်မရှိနိုင်ပေ။ခိုကိုခံနေရမှာအရာအားလုံးကိုရှုပ်ကိုင်ထားမှ အထူးကြောက်ရွံ့စိုးရင်ဖွယ်မလို့ပေ။ချင်သာနိုင်လိမ့်မယ်။ကိုအားကိုကိုတက်အောင်လုံးဝမတင်ပေးပါနဲ့ ကိုယ်လက်ကိုချင်းနဲ့လွတ်သွားခင်းရင်တံပြန်ထိုးနဲ့ကန်ကြောက်ရလိမ့်မယ်။ဤစဉ်အမြင့်ဆုံးသောဩဇာအနာအချိန်ဝါဆိုတာကကိုယ်အလိုရှိသည့်အတိုင်းလူတွေကိုစေခိုင်းနိုင်ခြင်းဖြစ်တယ်။လူတွေကိုချက်စရာမြတ်စရာမလိုပဲကိုယ်ဖြစ်စေခြင်းတဲ့အတိုင်းဖြစ်သွားအောင်လုပ်နိုင်ပြီဆိုရင်ကိုယ်အချိန်ဝါကသူမတူထူးခဲ့တဲ့အနေအထားရောက်နေပြီဖြစ်ပါတယ်။အဲ့ဒီလိုအနေအထားမျိုးရောက်နိုင်အောင်လုံလောက်ရတဲ့နီလန်ကတော့တမျိုးပဲရှိပါတယ်။ ဲ့ဒါကတော့အမိခွန်မကင်းတဲ့ပေါင်းတင်ဆက်ဆံရေးတွေတိဆောက်ထားခြင်းပါပဲကိုယ်တခင်ကိုယ်အရှင်ကကိုယ်ဝန်ဆောင်မှုတွေကိုမဖြစ်မနေလိုအပ်နေတယ်ဆိုတာတော့သို့မဟုတ်လုပ်ငန်းဆောင်တာတွေကို ကိုယ်တိုင်လုပ်ဖို့အတွက်ခွန်အားမရှိတော့ပဲတပားသူရဲ့အကူအညီမဖြစ်မနေလိုအပ်နေတဲ့အနေအထားရောက်နေတယ်ဆိုပါတော့အဲ့ဒီလိုမဟုတ်ပေကိုမှမပိုင် အလုံးမဖြစ်တော့တဲ့အခြေအနေမျိုးရောက်နေခဲ့ရင်အရေးပါအရာရောက်သမျ လုပ်ငန်းဆိုင်ရာအခန်းကဏ္ဍတွေကအစအောက်ခြေသင်းအလုပ်တာဝန်ဝတ်တရားတွေအဆောင်အားလုံးအပေါ်ရှေလေခွင်းအပြည့်အဝရသွားလိမ့်မယ်ဒါဆိုရင်ကို့အပေါ်အာကိုအာထာပြုလာရပြီကို့မှပါတတိတန်ရက်တီဖို့မဖြစ်နိုင်တော့သလိုအစားထိုးဖို့ရလေမဖြစ်နိုင်တော့တဲ့အဆုံးမှာကိုသားလင်းတစ်ဖက်လေးအချင်းသခင် ဖြစ်သွားတယ်အဲ့ဒီလိုအမင်းအခုမကင်းတဲ့အနေအထားမျိုးဖန်တီးထားနိုင်မှသာကို့အဆင့်ကဘလောက်ပဲအောက်ဆုံးထိရောက်နေပါစေ တပန်းတာနေလိမ့်မယ်။အောက်ကနေပြီးအပေါ်လူလုံးနေမယ်။ကျိုးဆွေးနိုင်တဲ့ရုပ်သေးရုပ်ဖြစ်သွားလိမ့်မယ်။တခင်းကိုပလင်နောက်ကနေစေနိုင်တဲ့အစေခံလို့အာနာနဲ့လုတ်ပိုင်ခွင့်အစ်စ်ကိုပိုင်ဆိုးသူဖြစ်ခွင့်ရလိမ့်မယ်။ဒီနေရာမှာအထူးမှတ်ဖို့လိုပါတယ်။ဩဇာအာဏာအရှင်ဝါဆိုတာကိုအမိခိုကင်းနိုင်တန်းအပြည့်အဝရနိုင်မေလို့လူတွေထင်ထားတတ်ကြတယ်။တကယ်လို့လုံးဝမဟုတ်ပါဘူး။ဒီနေရာမှာအထူးမှတ်ဖို့လိုပါတယ်။ ဩဇာနာအရှင်ဝါဆိုတာကိုအမင်းခိုကင်းနိုင်တိုင်းအပြည့်အဝရနိုင်မေလို့လူတွေထင်ထားတတ်ကြတယ်တကယ်တော့လုံးဝမဟုတ်ပါဘူးအရှင်ဝါဆိုတာကပုဂ္ဂိုလ်တူတယောက်လေးနဲ့ပြီးပြည့်ဖြစ်ပေါ်တည်ရှိလာတဲ့အရာမဟုတ်ပဲလူမှုအသက်အမြင်ကိုအခြေတည်ပြီးဖြစ်ပေါ်လာတဲ့အရာဖြစ်ပါတယ်ဒါကြောင့်ဩဇာနာအရှင်ဝါကိုလိုလားသူတိုင်းအပေါင်းအသင်းရှိရမယ်မရင်းဆွေကောင်းရှိရမယ်ရန်သူကောင်းရန်ဘက်ကောင်းလေးရှိရမယ် မဟာမိတ်လေးဖွေထားရမယ်ကို့ဘုံမိခိုအားထားနေတဲ့တပည့်တပန်းတွေလေးစုထားဆောင်းထားရမယ်ကိုမတ်မပိုင်ရင်အလုံးမဖြစ်တဲ့ဖွဲ့ချသခင်တွေကိုလေလက်ကင်ထားပြီးလူရှင်သမျှဖြစ်လာအောင်ဖန်တက်ရမယ်ကို့အနေထားကအရင်မပါတဲ့နေရာမျိုးရောက်သွားခင်သိချတယ်ကို့ထက်ငယ်ရွယ်သူဖြစ်လက်သူတက်ကြွသူဈေးပိုးသူအာနာသူတွေနဲ့ချက်ချင်းအစားထိုးခံရလိမ့်မယ်အဲ့ဒီလိုအခွင့်အလမ်းမျိုးမပေးမိပါစေနဲ့ လူတွေအတွက်ကိုကအရေးပါသူဖြစ်နေပါစေလူတွေအနေနဲ့ကိုမပိုင်ဖြစ်တဲ့အနေအထားမျိုးရအောင်ကြိုးစားထားပါကိုနေရာနဲ့အနေအထားကိုချင်းချလာနိုင်တဲ့ပြိုင်ဘက်ခွင်တွေပေါ်လာရင်ကိုသခင်မမြင်ခင်ကိုဘက်ကအရင်ကြိုချင်းထုတ်တက်ရမယ်နေရာဆိုတာယူတက်မှရတာပါအကြီးအရှင်းရှိတိုင်းလေနေရာမရနိုင်သလိုဆန်းရှိတိုင်းလေအလုံးမဖြစ်ပါဘူးခိုကိုခံပုံကိုဖြစ်နေပြီးအားထားလို့ရနိုင်တဲ့အသုံးကျသူဖြစ်အောင်မှလည်း နေရာကောင်းမှမြင်နိုင်တာဖြစ်တယ်။နေရာကောင်းရောက်သွားလို့စိတ်ရှလက်ရှနေနိုင်ပြီဆိုပြီးမပေါ့လိုက်ပါနဲ့။ကိုယ့်အနေထားကမဖြစ်မနေအာကိုအားထားရမယ့်အခြေအနေမျိုးမရောက်မချင်းအစားထိုးခံရနိုင်တယ်။အတုံးကျသူ အရေးကြီးသူ အရေးပါသူလိုအပ်သူဖြစ်နေပါစေ။ဉာဏ်ကြီးသူ ဖြစ်နေစရာမလိုပါဘူး။ပါရမီရှင်ဖြစ်မှ နေရာကောင်းရနိုင်တာမဟုတ်ပါဘူး။လူတွေနဲ့ချင်းအတုံးကျပြီးအရေးပါသူဖြစ်နေရင်ပဲ နေရာကောင်းရောက်သွားနိုင်ပါတယ်။ဒါကြောင့်ကိုသခင်ရဲ့အမြင်မှာကိုဟာပါရမီရှိပြီးအရေးပါအရာရောက်တဲ့အသောကြသူဖြစ်နေအောင်အယုံသွင်းထားပါ။ရှင်ဆွေရည်ချင်းနဲ့ကိုကြီးကိုသွေးတွေကိုအမြင်မပြတ်တိုးတက်အောင်လစ်လာစီပူကြင်ကြံအားထုတ်ပါ။ကိုယ်တခင်နဲ့တာသူမြက်သူထူးသူတွေရဲ့အမြင်မှာကိုဟာမဖြစ်မနေလိုအပ်နိုင်မဲ့သူမျိုးဖြစ်နေမှလက်ရှိအနေအထားတဲ့မြင့်တဲ့နေရာမျိုး ကောင်းတဲ့ကောင်းတဲ့နေရာမျိုးကို အရောက်တက်လှမ်းနိုင်မှာဖြစ်ပါတယ်တကယ်လို့ကိုယ့်ရဲ့လက်ရှိနေရာနဲ့အနေထားကအထင်ကြီးစရာလည်းမရှိသလိုအရေးမကြီးဘူးဆိုရင် အရေးပါရာရောက်တဲ့ပုံစံတွေအချင်းကဘသူမှကိုယ့်ကိုအဖက်လောက်ကြမှာမဟုတ်ပါဘူးလူတွေရဲ့အမြင်ကို ပြောင်းလဲသွားအောင် ကိုယ့်အနေထားရဲ့အရေးပါမှုတွေကိုဖော်ထုတ်ပြတတ်ရမယ်လမ်းကျုပ်ဇလန်းထွင်ပြီးကိုယ့်အလောက်ကအရေးကြီးကြောင်ဟန်ဆောင်လုပ်ပြတတ်ရမယ်လူတွေမှတ်မိအောင်လုပ်တယ်မှာ သူတို့ရဲ့အသည့်ထင်းမှာကိုကိုအမှတ်တရရှိပြီးအဖက်လုံးမှာဖြစ်ပါတယ်အပေခံဘဝအခြေခံဘဝရေလျူရှုခံဘဝမှာနေရာကောင်းရဖို့မြှုပ်လင်းနေလို့ကတော့မျက်လုံးမပါတဲ့အကန့်တယောက်မျက်စိပြန်မြင်နိုင်ပါပဲလို့မြှုပ်လင်းနေတယ်လို့ပဲစိတ်ကူးရင်ကောင်းယုံကလွေးရင်လက်တွေ့အကျိုးမရှိပါဘူးနေစဉ်အစိုးရလက်ထက်အင်ဖြူတော်မှာအရှုပ်အထွေးတွေဖြစ်ခဲ့တော့ဟန်နရီကစင်ချာအနေနဲ့ဘာအန်ဒီရင်မှမကြုံခဲ့ရပဲ ပဋိပက္ခဟူသည်များကိုကြိုလွှားနိုင်ခဲ့တယ်။နိုင်ငံရေးသမားပေါင်းဖြစ်နေလို့ပြဿနာတွေကနေခြောက်ခွေးနိုင်ခဲ့တာတော့မဟုတ်ပါဘူး။အဲ့ဒီလိုပဲနိုင်ငံရေးအရာအပြိုကောင်အဟိုကောင်နှိမ့်နိုင်ရေးကောင်းနေသူဖြစ်နေတော့လည်းမဟုတ်ပါဘူး။သူ့ထက်တိုးတဲ့သူတွေမှအများကြီးရှိပါတယ်။နေစင်ရဲ့နိုင်ငံရေးမူဝါဒနဲ့နိုင်ငံရေးအမြင်တွေကိုလက်ခံပုံချင်းတူညီခဲ့ကြလို့အဆင်ပြေခဲ့တာလည်းမဟုတ်ပါဘူး။အမှန်တော့နေစင်နဲ့ဟန်နရီတို့ကအမြင်လိုလိုရန်ဖြစ်ခဲ့ကြတာပါ။ဒါဆိုရင် ဟင်နရီကင်စင်ဂျာဘလို့လုတ်ပြီးအဲ့ဒီအချုပ်အထွေးရဲ့အန်ဒီယန်ကနေကြိုထွားနိုင်ခဲ့တာလေအုပ်ချုပ်ရေးရန်ညားတင်ရှိရှိသမျှနိုင်ငံရေးဆိုင်ရာအခမ်းအနားအတိုင်းနဲ့အဆင်ပြေအောင် နေတက်ထိုင်တက်ခဲ့လို့ပါဘေးဦးစီးဌာနမဆိုကင်စင်ဂျာနဲ့အဆင်ပြေခဲ့တယ်ဌာနအတိုင်းမှာမိတ်ဆွေဖွဲ့ထားခဲ့ပြီးဌာနအတိုင်းကနေမဟာမိတ်ရနေခဲ့လို့ပါနိုင်ငံရေးလုပ်ငန်းစဉ်နဲ့ဌာနဆိုင်ရာလုပ်ငန်းစဉ်တွေမှာလေကိုယ်တိုင်ကိုကြပူးပေါင်းပါဝင်ခဲ့တဲ့အတွက် ဘေဌာနကမှကစင်ကြားနဲ့မလွတ်ပါဘူးကစင်ကြားကသူ့ရဲ့အနေအထားကိုအုတ်ရှုပ်ရေးရန်နီးယားရဲ့အစိတ်အပိုင်းတိုင်းနဲ့ရှိတ်ဆက်ထားနိုင်ခဲ့ပါတယ်အဲ့ဒီလိုမျိုးနေရာတိုင်းကသူ့လက်သူ့ရှင်နဲ့မလွတ်မကင်းဖြစ်နေတာကပဲကစင်ကြားရဲ့ဟွက်ဖေးနိုင်ဖေးဖြစ်နေခဲ့တာပါအဲ့ဒီလိုအကြောင်းရင်းခံတွေကြောင့်နေစင်အနေနဲ့ကစင်ကြားကိုအမြင်ကက်ပေမဲ့မောင်းထုတ်လို့မရခဲ့ပါဘူးဖီအားပေးလို့တော့မရနိုင်တော့တဲ့အနေအထားအထိဖြစ်သွားခဲ့ပါတယ် ကစ်စင်ဂျာဟာနစ်ဆင်ရဲ့အုပ်ချုပ်ရေးအတွက်အပြန်အလှန်မှီခိုရေးဆိုင်ရာနောက်ကွေတွတ်ချက်ကြီးဖြစ်ခဲ့ပါတယ်။အမေရိကန်ပြည်ထောင်စုရဲ့အုပ်ချုပ်ရေးရန်ရဲစနစ်ကပရာဇဂနသဟာယသမရနိုင်ငံတို့စနစ်ကိုကျင့်သုံးတဲ့အတွက်ဝန်ကြီးရှိပါဦး။အဲ့ဒီအစားရွေးကောက်ခံအစိုးရခေါင်းဆောင်ဥက္ကဋ္ဌသွတ်မဟောသမန္တာကအုပ်ချုပ်ရေးအစိုးရဖွေးဆိုပြီးဆိုင်ရာအခမ်းကဏ္ဍအတွက်အတွင်းရေးမှူးချုပ်ဦးစည်းမှုစသဖြင့်ရာထူးခွေဌာနခွေတို့အဖြစ် ခန့်အုပ်ချုပ်ပါれအထူးသတိပေးချက်ကိုယ်တခင်ကိုယ့်အချင်းရဲ့အမိန်ခွမကင်းမှုကကိုယ့်အပေါ်ချစ်ခင်လေးစားမှုရှိလို့ဖြစ်လာတယ်လို့မထင်လိုက်ပါနဲ့အမှားကြီးမှားပါလိမ့်မယ်အမိန်ခွမကင်းဖြစ်နေခဲ့ရင်ဘသူမဆိုအဲ့ဒီလိုအနေထားမျိုးကိုယုံမုန်းကြတာကြီးပါပဲခိုးကိုခံပုဂ္ဂိုလ်ဖြစ်နေခဲ့ရင်အာကုန်အားထားနေသူတွေအားလုံးကကိုယ့်ကိုမုန်းတီးနေကြပါလိမ့်မယ်ဒါပေမဲ့မာခီယာပေလီ ပြောခဲ့တယ်လို့ပါပဲအချစ်ခံရတာထက် မုန်းခံရကြောက်ခံရတာကမှအတူပါသေးတယ်ဘာလို့လဲဆိုတော့အကြောင်းတရားဆိုတာကထင်းရှုပ်ကင်တွေလို့ရပါမယ်ချစ်ချင်းမေတ္တာကြတော့ဘလို့မှထင်းရှုပ်လို့မရနိုင်ပါဘူးစိတ်ခံစားချက်တွေဆိုတာကအပြောင်းလဲမြန်တဲ့အတွက်ချစ်တာတွေကြိတ်တာတွေရင်းနှီးခင်မနာတွေဟာအကြောင်းအမျိုးမျိုးကြောင့်အချိန်မရွေးပြောင်းလဲသွားတတ်ပါလေအဲ့ဒီလိုအပြောင်းလဲမြန်လို့လေလူတိုင်းမှာစိတ်မလုံးချုံမှုတွေရှိနေကြတာပါကိုကိုချစ်လို့ ခိုကဲ့နေရတာတဲ့ကိုကိုကြောက်လို့အားကိုခံနေရတာကမှအဆင်ပြေပါသေးတယ်ခိုကိုကံဖြစ်အောင်ကြိုးစားပါ အချစ်ခံရလို့အားကိုတာတဲ့မလွှဲတာလို့အားကိုခံနေရရင်ဘသူမှပြစ်ပေကိုကြိုးစားမှာမဟုတ်ပါဘူးရင်ငက်ပြင်မတော့ရေတွင်းကိုကြိုးခိုင်းသွားတတ်ကြတာကြီးပါပဲအားကိုစင်ရမလို့တော့ရင်ရိုကြိုးမှုနဲ့ရိုတင်မှုတွေလေတခါလေးပျောက်သွားတတ်ပါလေဒါကြောင့်တစ်ဖက်သားရဲ့မျိုးလင်းချက်ကိုအချိန်လေးပြစ်အောင်မဖြစ်စည်းလိုက်ပါနဲ့ ကျင်နဲ့သွားရင်ခြင်နဲ့ခတ်သွားကြမဲ့လူတွေကြီးပါပဲအလိုရှိသူသားဖြစ်နေပါစေအစားထိုးခံမဖြစ်ပါစေနဲ့ဤဥပရေသစနစ်အခါအခွင့်အလိုက်ပွင့်လင်းရိုးသားပြပြီးအနိုင်ယူပါသဘောတရားဟန်ဆောင်မှုမဟုတ်တဲ့စည်ရင်အစစ်နဲ့အချင်းတစ်ခါလောက်ပဲရိုးသားပြလိုက်ရင်ဂျိမ်းဖန်များစွာမှားခဲ့ဖူးသမျှမယောသားမုံတွေကို ဖုံးဖိလဲလို့ရတယ်။ပွင့်လင်းတဲ့စိတ်ရင်းအစစ် ်ရိုးသားဖြောင့်မတ်တဲ့အမုံအကျင့်နဲ့စေတနာကောင်းမှန်ရင်သင်္ဃာမကင်းဖြစ်နေတဲ့လူတွေရဲ့စိတ်အခန့်ကိုဖြိုခွင်းနိုင်တယ်ရိုးသားပွင့်လင်းမှုတွေနဲ့ရန်သူရဲ့ရှက်ဝက်တစားကိုထိုးခွင်းနိုင်ရင်သူတို့အဖို့စိတ်ကြိတ်လှေစားဖြောင်ယုံသွေးဆောင်လို့ရတယ်ထရိုဂျန်မြင်းလိုမျိုးချိန်သားကိတ်လက်ဆောင်ပေးတတ်ရင်အလိုရှိသမျှဖန်တီးနိုင်စုံရလိမ့်မယ်နီးစဉ်လှေစားမှုသို့မဟုတ်ပရိယေမာယာရဲ့ရှက်ဝက်ချက်က အာယုံ ထွေပြောင်းအောင်လုပ်ခြင်းပဲဖြစ်တယ်။လှေစားဖျားယောင်းလို့တဲ့လူတွေကိုအာယုံစူးစိတ်ခွင့်တတိကက်ခွင့်မရှိစေပေစိတ်အာယုံထွေပြောင်းအောင်လုပ်နိုင်ခရင်သူတို့ရဲ့စိတ်ကိုယ်ရာမှာကိုယ်အလိုရှိသမျှစိတ်ကြိတ်ဖန်တီးရယူနိုင်တယ်။တနာကျင်နာပြခြင်းရယောပြခြင်းသို့မဟုတ်ယောသားပွင့်လင်းပြခြင်းတွေကအထီရောက်ဆုံးသောအာယုံပြောင်းမှုတွေဖြစ်ပြီးအထီရောက်ဆုံးသောအာယုံပြောင်းမှုတွေဖြစ်ပြီး လူတွေရဲ့သင်္ကန်းမကင်းဖြစ်မှုကိုဥတီဖြိုခွင်းနိုင်စွန်းရှိပါတယ်။မသင်္ကန်းစိတ်များနေတဲ့လူတွေကိုသဘောထားကြီးပြမှုကြောင့်အယုံစိတ်ဝင်သွားတဲ့ကလေးတွေလိုမျိုးမနှူးမနဲ့ဖြစ်သွားအောင်လုပ်နိုင်စွန်းရှိပါတယ်။ရှစ်ခေတ်တရုတ်တွေကတော့ဒီလေစားနည်းကိုမယူခင်ပေးနည်းလို့ခေါ်ကြပါတယ်။အပေးကောင်းနေတော့ယူသွားတာတွေကိုတတိမထားနိုင်တော့တာမျိုးဖြစ်ပါတယ်။ရေတွက်လို့မရနိုင်လောက်အောင်များပြားတဲ့နီးစုံလန်းစုံစိတ်ကြိတ်ဖြားယောင်းလို့ရနိုင်တဲ့ ဖြန့်ကျနည်းဖြစ်ပါတယ်အရှက်မရှိမျက်နှာပြောင်းတိတ်ပြီးဒေကြီးယူရာမျိုးကဘလောက်ပေးဩဇာအာဏာအချိန်ဝါရှိရှိအင်မတန်အန္တရာယ်များပါတယ်ယူခံရသူဖက်ကလည်းကလင်စားစိတ်မလိုမုန်းထားစိတ်နဲ့မကြေလည်စိတ်တွေတိုးပွားလာနိုင်ပါသေးတယ်စကားကောင်းပြောပြီးဖြစ်စေခခရရလှုပ်ပြီးအောက်ကျုပ်စကားပြောပြီးတော့ပဲဖြစ်စေလိုရာကိုဒေကြီးတောင်းဆိုတာကလေဘလောက်ပဲရင်ကျင်းနိုင်ပါစေအလုံးမဖြစ်ပါဘူးကို့အတွက်အကျိုးမရှိပါဘူး ဒါမှမဟုတ်ကိုပိုင်ဆိုင်မှုတွေပြပသွားနိုင်ရင်ဘသူမဆိုဘလို့နီးနဲ့တောင်တောင်မပြေရှင်ပါဘူးတောင်းခံလေလေတွန့်တိုလေလေဖြစ်တတ်ပါလေဒါကြောင့်မယူခင်ပေးတက်အောင်ကြည့်မှာလိုချင်တာကိုအတင်းရယူတာမျိုးဖြစ်ပါစေနဲ့မတိမသာဖြစ်อยู่ပါဖြစ်နိုင်ရင်စိတ်ပြောင်းစိတ်လွှဲလုပ်ပြီးယူနေလို့ယူနေမှန်းမသိပေးနေမိတယ်လို့ဖြစ်အောင်ဖန်တီးပါဒီနေရာမှာပေးတက်ဖို့အကြံပြုထားပါလေအဲ့ဒီလိုပေးခြင်းဆိုတာက တကယ်လက်ဆောင်ပန်းနာပေးတာမျိုးလေးဖြစ်နိုင်တယ်လို့သဘောထားကြီးစွာထားပြီးအယောခံစိတ်နဲ့ကုညင်ပေးတာမျိုးထောက်ခံပေးတာမျိုးဒါမှမဟုတ်ကိုလိုချင်တဲ့အရာကိုလက်ဆောင်လက်ကင်ထားတဲ့သူအတွက် အကျိုးရှိမဲ့အရေးကိစ္စတစ်ခုခုကိုလုပ်ပြီးဖန်ပင်းလိုက်တာမျိုးသူများအကျိတ်လက်ဖြစ်စည်းပေးတာမျိုးတွေအဆုံးအယောခံပွင့်လင်းပြပြီးတစ်ဖက်လူကျင်တဲ့အောင်အရင်လို့ပြောတာပါတစ်ဖက်လူကကိုနဲ့အခုမှပထမဆုံးဖြစ် ောင်းတင်ဆက်ဆံရမယ်ဆိုရင် အချင်းနဲ့လည်းဟန်ဆောင်ပြီးတော့ဖြစ်စေတကယ့်စိတ်ရင်နဲ့ဖြစ်စေဂါလန်နေတဲ့လည်းရောသားပြပါရရောပြပါစေတနာကောင်းပေးလိုက်ပါရောသားပွင့်လင်းပြတာကိုလူတိုင်းကြိုက်ပါတယ်သို့တို့ရှိုးရှက်မရှိပဂရိအတိုင်းရောသားတာမျိုးကိုတော့လူတွေကြောက်ပါတယ်လူဆိုတာကအကျင့်အကြံအဆွေအလံသိကြီးတဲ့တတ္တဝါတွေပါပထမဆုံးကျင်တွေ့ထားမြင်ထားတာတွေကိုပို့ပြီးတော့စိတ်ဆွေးလွေကြပါတယ် တစုံတရာနဲ့ပထမဆုံးကျင်တွေ့ဖြစ်ခဲတုန်းကအမုံအကျင့်ဈေးတကံတွေကို အမြင့်မှတ်သားထားတတ်ပြီးအဲ့ဒီအမုံအကျင့်လည်းပေါင်းသင်းဆက်ဆံတတ်ကြပါလေဒါကိုအခွင့်ကောင်းယူတတ်ရမယ်တခါတော့ယောသားပြောင်းရုံနဲ့တော့မလုံလောက်ပါဘူးယောသားကြောင့်ဂုံတင်းရှိတဲ့အထိယောသားနိုင်ဦးမှလေအလုတ်ဖြစ်တာပါမတူညီတဲ့လန်ကျောက်ဇက်တွေကိုဖန်တီးပါ ကိုဖန်လိုက်တဲ့ဇက်ကြောင့်ကိုတိုင်ခံရတာမျိုးတော့လုံးဝမဖြစ်ပါစေနဲ့နိုင်တဲ့ဇက်ကိုပဲကပါ ခိုင်မာတဲ့ဂုဏ်သတင်းတစ်ခုတီးဆနိုင်တာနဲ့တိုးယုံမပြောလဲနိုင်တော့ပါဘူးဘယ်သူနဲ့မဆိုကိုဖန်ထားတဲ့ဂုဏ်အတိုင်းအပြောင်းလဲမရှိဆက်ဆံလို့ရသွားပါလိမ့်မယ်ရေနောက်ထဲရေငင်ကိုလူတိုင်းမှတ်ပါတယ်ဒါကြောင့်တင်းကြီးနဲ့ဂုဏ်ပုတ်ရှိသူကိုဘယ်သူမဆိုယုံချင်စိတ်ပေါ်များတက်ကြပါတယ်ပရုတ်သမိုင်းအရာခြံနိုင်ငံခေတ်အတွင်းမှာမြို့သားကြီးဟူကသူ့နေထက်ပို့ပြီးအင်အားကြီးတဲ့အိမ်နီးနားချင်းဟုနေကိုတိမ့်ပိုက်ချင်းခဲ့ပါတယ် အင်းအားမမျှတာတဲ့အတွက်တိတ်ဆိတ်စင်ဖို့လုံးဝမဖြစ်နိုင်ခဲ့ပါဘူး။ခုနေကိုသိမ့်ပိုက်ခြင်းတဲ့အကြောင်းဘသူကိုမှမပြောပဲခုမျိုးသားနဲ့သူ့သမီးကိုပေးစားလိုက်ပါလေ။အဲ့ဒီလိုနှစ်ပြည်တော်ရှိကြီးကိစ္စတွေပြီးဆုံးသွားတဲ့အခါမှာပြည်ရိုးရေးညီလာခံဝင်တို့သူ့ရဲ့မုန်းကြီးမတ်ရတွေကိုငါကိုယ်တော်အနေနဲ့စစ်ပြုတ်လို့တဲ့ဆန္ဒရှိခဲ့ရင်ဘေးအရန်ဒေသကြီးသိမ့်ပိုက်ခြင်းကတင်တဲ့နေလို့မေးလိုက်ပါလေ။အခုမျိုးသားကြုံမှန်းဆထားတဲ့အတိုင်းပါပဲ။ အမက်ငယ်တူကထပ်ပြီးခုနေကိုသိမ့်ပိုင်တင်းချောင်းပါလို့တင်းပြလျှောက်ထားပါတယ်အမက်ငယ်ရဲ့အဖြေကိုသဘောကျပေမဲ့ဘူမျိုးစားကပလင်မောကထပ်ပြီးဒေါသတကြီးနဲ့ခုနေဆိုတာကငါကိုယ်တော်တို့ဟူနေရဲ့နမငယ်လို့ပြီးတော့ပဲဒါကိုပါကြောင့်သိမ့်ပိုင်ရဲ့အကြံပေးတာလေးဆိုပြီးအမက်ငယ်ကိုကြီးမောင်းပြီးတဲ့နောက်ကွက်မြက်လိုက်ပါတယ်ဒီကိစ္စကိုခုနေမျိုးစားကကြားသိသွားတဲ့အခါမှာဝူမျိုးစားရဲ့ရောသားပွင့်လင်းမှု တစ္ဆာဆောင်သိမှုအပေါ်လေးစားလို့မဆုံးဖြစ်နေခဲ့ပါတယ်။အဲ့ဒါနဲ့ပဲဟူနေရဲ့ဘေးအန္တရာယ်အပေါ်စိတ်ချသွားခဲ့တဲ့အတွက်ကာကွယ်ရေးဆိုင်ရာစီကံမှုဟူသည်များကိုရှုတ်ချလိုက်ပါတယ်။သိမကြလိုက်ပါဘူး။ဟူတက်တွေဟူနေသည်တန်ရင်တစ်ခုပြီးတစ်ခု ဝင်လာပြီးရဲတရပတ်အနေငယ်လောက်နဲ့တင်ဟူနေတရက်လုံးဟူလက်အောက်ထိကြောက်ရောက်သွားခဲ့ပါတယ်။ယောနပွင့်လင်းမှုကရန်သူရဲ့တန်ခါမကင်းမှုကိုဖြိုခွင်းတဲ့နေရာမှာ အထီရောက်ဆုံးသောလက်နက်ဖြစ်ပါတယ် ရိုးသားပွင့်လင်းမှုကပဲအတုံးကြတာတော့မဟုတ်ပါဘူး။မြင့်မြတ်ထူးကဲတဲ့လုပ်ရက်တွေကိုကျိုးစွန့်တဲ့လုပ်ရက်တွေနဲ့စင်ကြယ်တွေလို့ယူဆရသမျှစိတ်နဲ့စိတ်ထားတိုင်းကအလုပ်ဖြစ်နိုင်ပါလေ။အကျင့်ကောင်းအကြံကောင်းများစွာရှိတဲ့အထေကမှအတုံးကြဆုံးလို့ပြောနိုင်တာကတော့ရဲရိုးခြင်းပဲဖြစ်ပါလေ။ရဲရိုးမှုကိုညှင်းဆန်နိုင်တဲ့သူအလွန်ရှားပါလေ။လက်ဆောင်ပေးလာတာကိုညှင်းရတဲ့သူအင်မတန်နေပါလေ။ကမ္ဘာရန်ကပေးလာတဲ့လက်ဆောင်ပေးဖြစ်နေပါသေး။ မလောက်စင်ရဖြစ်နေရင်လိုချင်ကြတာပါပဲလက်ဆောင်ဆိုတာက လူတွေကိုနှုတ်ပြစေပါတယ်ငေဘဝအမှတ်တရတွေနဲ့စိတ်အာရုံဖုံးပြီးလွှဲပြောင်းလိုက်ပြီးအတားဆီးအကာအကွယ်ဟူသမျှကိုလွှတ်ရှားလိုက်သလိုဖြစ်သွားစေတတ်ပါတယ်လက်ဆောင်ဆိုတာကအထီးရောက်ဆုံးသောသွေးဆောင်ဖျားယောင်းမှုရွှေ့ွက်ဖြစ်ပြီးမကောင်းမှုဟူသမျှကိုဖုံးပြီးနိုင်တဲ့တစ်ခုတည်းသောအကာအကွယ်ကောင်းလေးဖြစ်ပါတယ်ဒီနီလန်းတွေကအင်မတန်အကောင်းကြပေမဲ့ စနစ်တကျလေ့ကျင့်မှုမရှိအတွေ့အကြုံမရှိပေအသုံးချမိရင်အင်မတန်အနေရများပြီးဆန့်ကျင်မဲ့အကျိုးသက်ရောက်မှုတွေနဲ့တစ်ဖက်လူရဲ့နှွေးထွေးမှုယုံကြည်မှုလက်ခံမှုတွေရရမဲ့အစားမုန်းတီးမှုခါတီးမှုမတင်ငါမှုတွေကြောင့်ဒုက္ခလှလှကြားရောက်သွားတတ်ပါလေမင်းကိုမနိုင်ပါဘဲကစားဖို့မကြိုးစားပါနဲ့ဖုံးစရာအကာရှိမှဖိုးစရာရှိတာ ပို့အောင်ဖို့ယူပါလိုချင်မှတော့ပေးတတ်ရတယ် နီးဥပဒေရစစ်တုံးအကူအညီတောင်းတတ်ပါစေသဘောတရားတပားသူစီကနေမဖြစ်မနေအကူအညီတောင်းခံဖို့အကြောင်းရှိလာခဲ့ရင်ကို့ကျွေးကျေးဇူးတွေကိုပင်ပန်းခံပြီးချင်းပြမနေနဲ့အကြောင်းအမျိုးမျိုးပြပြီးညင်းလိမ့်မယ်အဲ့ဒီအစားမက်လောက်စရာတွေနဲ့မြှာပြီးအကူအညီတောင်းရတယ်ဒါမှသာစိတ်လိုလက်ရကူညီဖို့ရာကံလန်းလာပါလိမ့်မယ်နေ့စဉ်ကိုထက်အချိန်ဝါကြည့်သူအစင်တန်းရှိသူ မြင့်မြတ်သူတွေစီကနေအကြောင်းအမျိုးမျိုးကြောင့်လူတိုင်းလိုလို အကူအညီတောင်းခံကြရပါတယ်။ဒါပေမဲ့အဲ့ဒီလိုအကူအညီတောင်းခံတဲ့နေရာမှာသူ့နီးလန်းတဲ့သူတီးတန်းရှိပါတယ်။တစ်ဖက်သားရဲ့အထာကိုသဘောပေါက်မှ ကိုလိုချင်တဲ့အရာကိုတောင်းခံလို့ရတဲ့နည်းမျိုးဖြစ်ပါတယ်။အဲ့ဒီလိုအထာပေါက်ဖို့စနီးနိုင်လေကိုအကျိုးရသူ့အကျိုးအတွက်ပါပြုံမြင်နိုင်အောင်မှအလုပ်ဖြစ်တဲ့နည်းဖြစ်ပါတယ်။အကူအညီကိုတော့လူတိုင်းတောင်းတကြပေမဲ့ အများစုက ကိုလိုချင်တာကိုပဲအကြောင်းပြပြီးတောင်းခံလို့ရှိတာကြောင့်လိုတာမရရတာမလိုတဲ့အနေအထားနဲ့တင်အဆုံးသက်သွားကြရတယ်။ကိုယ့်ထက်အစင်တန်းရှိတိုင်းချမ်းသာကြွယ်ဝတိုင်းပြည့်စုံလုံလောက်တယ်လို့ယူဆရတိုင်းကိုကြိုးမယူပြီးအကြောင်းမေးကူညီပေးလိမ့်မယ်လို့တွေးထင်ထားတာကအလွေးကြီးလွဲနေတာပါ။အာကိုလိုရတိုင်းအပြေးယုံမရှိပေအကူကြီးတောင်းခံရင်များသောအားဖြင့်အကြောင်းပြပြီးငင်းဆန်ကြပါလိမ့်မယ်။ တို့အနေထားညာမကူညီလို့လေအထွေအထူးပြောင်းလဲသွားတာမှမဟုတ်ပေတနာဖို့အလေးထားဖို့ကူညီဖို့ဆိုတာဝေအဖက်တော်လောက်ရှင်မှလောက်ကြပါလိမ့်မယ်နောက်တစ်ချက်ကကိုယ့်ထက်အချိန်ဝါကြီးတိုင်းတို့မှလိုအပ်ချက်တွေမရှိတော့ဘူးလို့တလွေးယူဆလို့မရတာပါပဲအိုးစားရှိအာနာကြီးအချိန်ဝါမြင့်သူတွေကကိုယ်တွေထက်ပိုပြီးလောဘကြီးပါတယ်လိုအပ်ချက်တွေများပါတယ်လိုအပ်ချက်တွေပိုများပါတယ်အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းရှင်ကြပါလေအမျက်ရည်ပိုတွေးပါလေဒါကြောင့်သူတို့အတွက်အကျိုးအမြတ်မရှိနိုင်တဲ့တောင်းဆိုမှုတွေနဲ့အတနာခံလိုက်ရင်စိတ်မဝင်စားတဲ့အပြင်သူတို့ရဲ့တန်ဖိုးရှိချိန်တွေအရင်အမြင့်တွေကိုဖြုံတိရချမှစိုးရင်ကြတာကြောင့်အကူညီတောင်းခံလာသမျှကို အပိတ်စကားပြောပြီးဒါကြောင့်အကူညီတောင်းခံဖို့ဆရာကြက်တက်ရမယ်တစ်ဖက်သားရဲ့စိတ်ကိုမြင်နိုင်ရမယ်ဂုံကိုမတ်တာလားငွေကိုမတ်တာလား ဘာကိုမမောနိုင်တယ်လေသိအောင်လုပ်ရမယ်။သူ့မှာဖြစ်ချင်းဖို့လိုအပ်နေတဲ့ပြဿနာရှိလား။အကူအညီတံပြန်လိုအပ်နေမလား။အောက်ခြေကဆက်လို့အကြောင်းစုံစုံစမ်းပြီးမှအပြေးယူသဘောနဲ့မက်လောက်စရာပြပြီးမျှတက်ရမယ်။စစ်နေရာစုတုံးကမွန်ဂိုရီအနေနဲ့တရုတ်ပြည်ကြီးကို သိမ့်ပိတ်မယ်လို့တော့ဒီအတိုင်းနေမျိုးကိုသိမ့်ပိတ်နိုင်ရုံလောက်စစ်ပြုရှင်ခင်းတာမဟုတ်ပါဘူး။နှစ်ပေါင်း2000မကရှစ်ကြတဲ့တရုတ်လူမျိုးတွေရဲ့သမိုင်းကိုပါမြေလှမ်းပြီးဇဲမြုပ်ဖို့အထိ စစ်ပြုတ်ရှင်ခဲ့တာပါမွန်ဂိုရီရဲ့ခေါင်းဆောင်ရှင်ကန်ကန်ရဲ့အမြင်မှာမွန်ဂိုရီရဲ့ခေါင်းဆောင်ရှင်ကန်ကန်ရဲ့အမြင်မှာတရုတ်ပြည်ကြီးဆိုတာကသူ့မြင်းတွေအတွက်စားစရာစကြက်တောင်မရှိတဲ့စားစရာစကြက်တောင်မရှိတဲ့ဖုတ်ဆိုးမြေဆိုးလို့ဖြစ်နေခဲ့ပါတယ်ဖုတ်ဆိုးမြေလို့ဖြစ်နေခဲ့ပါတယ်ဒါကြောင့်လေတရုတ်ပြည်ကြီးကိုသိမ့်ပိတ်ခင်းရင်နန်းတော်ကြီးတွေကအစားမျိုးတွေအလုံးကိုဖျက်ဆီးပြီးတရုတ်တွေကို မျိုးတွန်းအောင်လုပ်ပြီး မြက်တွေစိတ်လင်တာကမှကောင်းမယ်လို့ကိုပြောခဲ့တာပါအဲ့ဒီလိုဖြစ်ရဲ့ဆိုကြီးမဖြစ်အောင်တရုတ်တွေအတွက်ရှေးဦးကာကွယ်ပေးသူကတော့စစ်သူကြီးလည်းမဟုတ်စစ်သူကြီးလည်းမဟုတ်ဘရင်လည်းမဟုတ်တဲ့တာမန်လူမွန်ဂိုလူမျိုးမဟုတ်တဲ့တိုင်းနာမသာတရုတ်လူမျိုးကိုမျိုးချက်ဝါရီရေလူရှူဆိုင်ဖြစ်ပါတယ်တရုတ်လူမျိုးတို့ရဲ့ခေတ်အဆက်ဆက်ထိုင်းသိမ်းနိုင်ခဲ့တဲ့ရင်ကျင်းမှုအစဉ်လာတွေရဲ့အကျိုးကျေးဇူးကို နားလည်သူဖြစ်တာကြောင့် ဂျင်ကန်ခန်ရဲ့အကြံပေးဖြစ်လာတဲ့အခါမှာတရုတ်နန်းတို့တွေကိုမဖြစ်စီပေမွန်ဂိုတွေအတွဲအကျိုးဖြစ်အောင်လုပ်လို့ရကြအောင်ပြောလိုက်ပြီးတရုတ်တွေကိုအခွန်အခောက်အခွန်တရုတ်တွေကိုအခွန်အခောက်ကောက်ခံပြီးရေလူချူချန်အကြံပေးတဲ့အတိုင်းဂျင်ကန်ခန်လိမ့်လို့ခဲ့ပါလေတရုတ်ပြည်ကြီးတစ်ခုလုံးကိုတိတ်ဆိတ်ပြုဖြက်စီးသိမ့်ပိတ်ပြီးနောက်ဆုံးအဖြစ်မြို့တော်ခိုင်ဖုံးကိုနှစ်ချေလမြောက်ဝန်းရံတိုက်ခိုက်ခဲ့ပါလေသိမ့်ပိတ်နိုင်ခဲ့ရင် မြို့သူမြို့သားအားလုံးကိုအဆုလိုက်အပြုံလိုက်တက်ဖြတ်ဖို့ခံကအမိန့်ထုတ်မယ်လို့တော့ရေလူချူဆိုင်ကတရုတ်ပြည်နဲ့အသိပညာရှင်အတတ်ပညာရှင်တိုင်းကမြို့တော်ခိုင်ဖုံးပါပဲစုနေတာဖြစ်တဲ့အတွက်သူတို့ကိုတတ်မဲ့အစာချမ်းကခန်းအနေနဲ့အသုံးချတဲ့ကြောင်းအကျံပေးခဲ့လို့သာခိုင်ဖုံးမြို့ကြီးမွန်ဂိုလက်အောက်ရောက်တော့တဦးတရားမှတက်ပြက်စီရင်ခြင်းမရှိခဲ့ပါဘူးတရုတ်ပြည်ကြီးအနှံ့စစ်ချုံးသွားတဲ့မြို့ကြီးတိုင်းမှာ ကလေးပါမကြမ်းတရုတ်လူမျိုးမှန်သမျှကွက်မြက်ခံရပါတယ်။ဒါပေမဲ့ခိုင်ဖုံးမျိုးတစ်မျိုးလေးသာခံမသက်ပေလွတ်ငင်းခွင့်လွတ်ငင်းခွင့်ပေးခဲ့တာဖြစ်ပါတယ်။ရေလူရှူရှိုင်းနေနဲ့ဂျင်ကခန်ရဲ့စိတ်ကိုတိနေခဲလို့သာအခုလိုတားနိုင်ခဲ့တာဖြစ်ပါတယ်။ခရင်ဆန်အကျန်းဆန်တဲ့တိုးသားလိုအတွေးခေါ်လောင်းတဲ့အရင်ဆန်အကျန်းဆန်တဲ့တိုးသားလိုအတွေးခေါ်လောင်းတဲ့သက်ဖို့ဖြစ်ဖို့လောက်တိတဲ့ခံဟာဂျင်ချင်းမို့အစင်လာတွေရဲ့တန်ဖိုးကိုနားမလည်ပါဘူး။ တံပိုးထားတဲ့နာတွေကိုမဖြည့်စည်းမိအောင်မက်လောက်စရာမြားလုံးတွေနဲ့လှည့်စားနိုင်ခဲ့လို့သာတရုတ်တွေရဲ့ယဉ်ကျေးမှုအစဉ်လာတွေဒီကနေ့အချိန်ထိကြံ့ရင့်နိုင်ခဲ့တာဖြစ်ပါတယ်။ဒါဆိုရင်ချင်းကန်ကန်မတ်တာဘာဖြစ်မလဲ။ချင်းကန်ကန်ရဲ့အရင်စိတ်တွေရေလူရှူဆိုင်ပြိုးသမျှကိုလက်ခံမိစေနိုင်ခဲ့တာဘာဖြစ်မလဲ။လိုးပါပါ။ချင်းကန်ကန်ရဲ့လိုးပါစိတ်ကိုအသုံးချပြီးမြားခဲ့တာပါ။လူတွေကကိုယ့်အတွက်အကျိုးရှိမင်းဆိုရင်ဘာကိုမဆိုးလုံရဲသလို့ ဘာလို့မဆိုလိမ့်လျောနိုင်ပါလေဘလောက်ပေးခက်ခဲနေပါစေခေါင်းညှိလေးဖို့ဝမ်းမလဲပါဘူးဒါကြောင့်ဩဇာနာအချိန်ဝါကိုလိုချင်တစ်ဖက်သားရဲ့စိတ်ကိုဖတ်နိုင်အောင်ကြိုးစားသင်ယူပါအလေးအထတွေကိုတေရှာတင်းမှတ်ပြီးအလေးချင်းအမှုရာတွေရဲ့အထစ်ပေကောက်တက်အောင်ကြိုးစားလေ့လာပါတစ်ဖက်လူရဲ့စိတ်အလိုကိုသိအောင်လုပ်နိုင်ရင်ကိုလိုချင်တာဟုသမျှကိုဖန်တီးရယူဖို့မခက်ခဲတော့ပါဘူးအလျင်ဆုံးအမြန်ဆုံးနည်းနဲ့ချမ်းသာကြွားခြင်း တပားသူတွေရဲ့အလိုကိုလိုက်ပြီးကိုကျိုးဖန်တီးတက်ရမယ်။ဒါကြောင့်အကူညီတောင်းခံရင်အတိတ်ကအကျိုးစီးပွားကိုရှာပြနေတာထက်လက်ရှိအနေအထားမှာရနိုင်မဲ့အကျိုးအမြတ်ကိုပြပြီးမြားခိုတက်ရမယ်။သူများရဲ့စိတ်ကိုသိအောင် လုပ်ပါတက်မှတ်မိုးမှုကိုလက်ကင်တော့လုပ်ပြီးအလိုရှိရာကိုဖန်တီးရယူပါ။ဒါဆိုရင်အကူညီရယူမှုဆိုပေမဲ့တောင်းဆိုစရာမလိုပဲနှစ်ဖက်အကျိုးစီးပွားကိုတပြိုင်နက်တည်းဖော်ဆောင်နိုင်ပါလိမ့်မယ်။ အဆုံးဒီနာဆင်ပေးကြညာလို့အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာစာအုပ်ပြီးဆုံးတဲ့အထိနောက်ဤဥပဒေသားတွေကိုလေဆက်လက်မျှဝေပေးဦးမှာမို့တင်သမျှကိုဆက်လက်နားဆင်နိုင်ဖို့ YouTube Channel လေးကိုလေ Subscribe လုပ်ထားနိုင်ပါတယ်ဗျာမိတ်ဆွေတွေထင်မြင်ချက်ကိုလေ Comment မှာမှတ်ချက်ပေးခဲ့ဖို့တောင်းဆိုပါတယ်ဗျာ